အားလုံးပဲမင်္ဂလာပါခင်ဗျာ9 ticket soccer channel ကလည်းပြန်လည်ကြိုးစိုးလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညရဲ့ပွဲကောင်းနေတဲ့ကောင်မှာပွဲကောင်း show ကို preview လုပ်မှာဖြစ်ပါတယ်ဘလုံးပွဲတွေကိုနေရာကျကျကစားကြတဲ့ညီကိုတွေပေါင်ကုန်ကကိုကုန်ကုန်သုံးကတက်တက်ချောက်တက်တက်ကိုတယောက်ဆက်သွယ်ပြီးတော့မေကုန်းလေးတွေမေးပါတို့နဲ့ကိုနဲ့ကန့်ညင်မှုရှိတယ်ဆိုရင်တော့ဝယ်သွင်းငွေထုတ်တဲ့အဆင့်ကိုသွားပါဗျာကျွန်တော်ဒီဘွဲကိုကြော်ညာပေးတာကဝေရေကြေးရေးစိတ်ချယုံကြည်ရတယ်ဆိုတဲ့ဇနုံတစ်ခုတည်းကိုကြည့်ပြီးတော့ကြော်ညာပေးတာဖြစ်ပါတယ် နေ့ကတောင်းကြနေကြပါတော့ကျွန်တော်တို့ဘောလုံးပွဲတွေနားခဲ့ပါတယ်။ရောင်းပွဲလည်းမထွက်ဘူးဘာမှပွဲတွေလည်းဘာမှမပြောဘဲနဲ့ကိုကျွန်တော်နားခဲ့တာဖြစ်ပါတယ်။ဒီနေ့မှာတော့တတူးကလည်းရောင်းပွဲထွက်မှာဖြစ်ပါတယ်။စိတ်ဝင်စားတဲ့သူတွေအောက်ပါ။ဘာညာတွေရှိပါလဲ။တွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။အီဒီဂိုမက်ဒရစ်နဲ့လီဗန်တီကစားကြမဲ့ပွဲမြန်မာစံတော်ချိန်7နာရီတိမှာဖြစ်ပါတယ်။အီဒီဂိုသင်းတီအဆင့်၄နေရာမှာရှိပြီးတော့လီဗန်တီကအဆင့်16နေရာမှာရှိတာဖြစ်ပါတယ်။အီဒီဂိုမက်ဒရစ်တီသူ့ရဲ့အိမ်ကွင်းပွဲ6ပွဲကစားပြီးပြီးအဝေးကွင်းမှာ9ပွဲကစားပြီးပြီး အဲ့ဒီစုပေါင်း71ပွဲမှာအပေါ်အသင်းဖြစ်10ပွဲအထိသူကစားထားရတဲ့အသင်းဖြစ်ပါတယ်စုပေါင်း71ပွဲမှာကြည့်အောင်ထားတဲ့ပွဲက4ပွဲပဲရှိပြီးတော့အဲ့ဒီကြည့်အောင်ထားတဲ့4ပွဲမှာအိမ်ပွဲမှာကြည့်အောင်ထားတာက3ပွဲပါပါတယ်အဝေးပွဲမှာ2ပွဲကြည့်အောင်ထားပါတယ်မစင်း73တရာကစပီယာနဲ့သူအိမ်ပွဲမှာကလာတော့ဘော်ဒီဂျက်190ဘောင်ဂျက်350ပေးပြီးတော့3-0နဲ့သူအပေါ်ကိုဇွန်လိုက်အောင်သွားတယ် ပြီးတော့အဆင့်15နေရာကအိုဆာဆူနာနဲ့အိမ်ခွဲမှာကစားတယ်ဘော်ရီဂျင်းတက်အနှုတ်60ပေးတယ်ကိုပေါင်းချင်း3ပေါင်း50ပေးတယ်အောက်ကိုဇုံလိုက်ဖြစ်သွားတယ်ဗျာအဲ့ဒီပွဲမှာတန်တက် HC သင်းနဲ့အိမ်ခွဲမှာကစားတော့11ဆိုပြီးတော့သူတည်ကြတယ် HC သင်းကိုဘော်ရီဂျင်း2ပေါင်း60ပေးပြီးတော့ကိုပေါင်းချင်းက3အပေါင်း30ပေးခဲ့တာဖြစ်ပါတယ်အဒီကိုမက်ထရီရဲ့ဒီရာသီအိမ်ခွဲပွဲတွေအဓိကအားသာချက်ကဒုတိယပိုင်းဗျာဒုတိယပိုင်းမှာဆိုအီတီကိုကဂိုးတွေကိုတောက်လျှောက်ရတယ်၊နှစ်ဂိုးလည်းသွင်းနိုင်တယ်၊သုံးဂိုးလည်းသွင်းနိုင်တယ် ဒီရနေ့လာလီဂါမှာဒုတိယပိုင်းဘာစီလိုနာပြီးရင်အကောင်းဆုံးအသင်းဟာအီဒီဂိုမက်ဒရစ်ပဲဒုတိယပိုင်းအတွင်းကိုတအားများတယ်။အဲ့လိုပဲပထမပိုင်းမှာဆိုရင်အီဒီဂိုမက်ဒရစ်တီဟိုကန်စစ်ရောတိုက်ဆက်ပါပထမပိုင်းမှာရောင်းနေတာမျိုးကျွန်တော်တို့ပွဲတိုင်းနှိပါမှာတွေ့ရဒီဘက်မှာအီဒီဂိုဘက်ကသူတို့ရဲ့အဓိကနောက်ခံကစားသမားလင်တော်မန်ဒိုင်ယာပြဿနာကြောင့်လွဲမယ်။လီဗန်တေကြတော့လက်ရှိအဆင့်16နေရာမှာရှိပေမဲ့ဒီအသင်းကအဝေးကွင်းမှာလာလီဂါအသက်20ထဲမှာကြီးအောင်မြင်မှုနံပါတ်1အသင်း အဝေကစုပေါင်းမှာ6ပွဲကစားထားတယ်နောက်ဆုံး4ပွဲဆက်သူကြည့်အောင်တာသူကြည့်အောင်ထားတဲ့အသင်းတွေလည်းပါတော့ဟိုအသင်းကြီးတော့မပါသေးဘူးပေါ့ဗျာအဝေဘက်မှာအသင်းကြီးတွေလည်းတော့သူလုံးဝမကစားထားရသေးဘူးမာယောကာနဲ့ပွဲမှာကစားတယ်တေနှုတ်100နှစ်နှုတ်30ဆိုတဲ့ဒီဘော်ဒီချစ်ဂိုးပေါင်းချစ်မှာအောက်ကိုသူဇုံလိုက်ရတယ်တန်တဲ့အသင်းတွေအိုဗီယာဒိုနဲ့သူတို့ကစားတော့အဝေဘက်မှာဘော်ဒီချစ်ကတဲ့ဂျီဂိုးပေါင်းချစ်ကနှစ်နှုတ်90အဲ့ဒီပွဲမှာလည်းဟိုဘော်ဒီလည်းအောင်တယ်ဂိုးလည်းအောက်သွားတယ် နောက် LC နဲ့သူကစားတဲ့ပွဲမှာ LC ကနေ body check သူ့ကိုတရနှုတ်80ပေးတယ်ကိုမောင်ချင်းနဲ့နှုတ်30ပေးတယ်အဲ့ဒီတပွဲပဲသူ body ကြား go on ဒီ LC ပွဲကိုကျွန်တော်ထည့်ပြောရတာက LC တင်းဒီ Edigo Madrid နဲ့လည်းကစားပြီးပြီအခု Liverpool နဲ့လည်းကစားပြီးပြီဆိုတော့အဲ့ဒီပွဲမှာခြေရနှစ်ခုကိုနိုင်ရှင်ကြည့်လိုက်ရင်ဒီပွဲရဲ့ခြေဘလောက်ထိရောက်တဲ့နဲ့စတဲ့ခြေဒီဘယ်ခြေဖြစ်တဲ့လဲဆိုတော့ကိုသိတဲ့ခြင်းလို့ထည့်ပြောတာဖြစ်ပါ လီဗာတက်သည်အဝေးဝေးမှကစားထားတဲ့နောက်ဆုံး၄ပွဲဆက်ပထမပိုင်းမှာတကိုး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 နဲ့၄ပွဲလုံးပထမပိုင်းမှာကိုးရထားတယ်။ဒီပွဲစတဲ့ချိန်မှာအီဒီကိုမက်ထရစ်ကနေဘော်ဒီချင်းတက်နှုတ်တရကိုပေါင်းချင်းက၃အပေါင်း30ပြအခုနေ့နဲ့တနားရီခွဲမှာကြတော့အီဒီကိုရဲ့ body jet ဒီ 2D ဝင်ရောကနေ2ပေါင်း30လောက်ထိတက်လာပြီးတော့ကိုပေါင်းကြီးက3နှုတ်50ဖြစ်သွားတယ်။ DJ က လိုရာထက်ကိုအနှုတ်90လောက်ထိပြင်းပြင်းထန်ထန်ရှိတယ်လို့ကျွန်တော်ယူဆတယ်ဒီဘက်မှာအီဒီကိုမက်ဒရစ်အသင်းရဲ့ဘော်ဒီတကြောင်းနဲ့ကျွန်တော်ကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကအက်စပညောနဲ့ဗီလာရီယယ်ကတော့မဲ့ပွဲဒီဘက်ကတော့တနအီခွဲပွဲဗျအက်စပညောသည်အဆင့်6နေရာမှာရှိပြီးတော့ဗီလာရီယယ်သည်အဆင့်3နေရာမှာရှိပါတယ်မနစ်ကရာသည်ဒီနေ့တင်းကပွဲစဉ်ခွန်မှာတွေ့ခဲ့တာဗျအဲလုံးကဗီလာရီယယ်က1 2နဲ့နိုင်ပြီးတော့ဘော်ဒီကျေးသူတင်းနှုတ်80ဝေးခွင့်ကနေပေးတယ်ဂိုးပေါင်းကျေးက3 80ပေးတယ် အရှင်သင်းကိုကြည့်ရင်စွန့်ပေါင်း17ပွဲမှာဗော်ဒီကျေး9ပွဲအထိတူအောင်ထားတယ်။အိမ်ကွေးဝေးကွေးနဲ့ပြောရရင်သူ့အိမ်ကွေးမှာ၄ပွဲအထိဗော်ဒီကျေးအောင်ထားပြီးတော့အဝေးကွေးမှာတော့သူ၃ပွဲအောင်ထားတယ်။အီဒီကိုမက်ဒရစ်ကိုသူ့အိမ်ကွေးမှာဗော်ဒီကျေး1ပေါင်း90၊9ပေါင်းကျေး2နှုတ်90သူလက်ခံပြီးတော့အဲ့ဒီပွဲမှာဗော်ဒီအောင်နဲ့ဂိုးအောင်တယ်။အိုဆာဆူနာကိုအိမ်ကွေးမှာဒဲဂျီသူပေးတယ်။9ပေါင်းကျေးက2နှုတ်20ပေးတယ်။အဲ့ဒီပွဲမှာလည်းဗော်ဒီပေါ်တယ်ဂိုးအောင်တယ်။မယောကနဲ့အင်ကွဲမှာကသာတော့တေးအနှုတ်90 2D ပေးပြီးတော့ ဘော်ဒီပေါ်သွားတယ်ဂိုးလည်းပေါ်သွားတယ်ဘလင်စီယာနဲ့အင်ကွဲမှာသေရနှုတ်30နဲ့နှုတ်30ပေးပြီးဘော်ဒီကျတယ်ဂိုးပေါ်တယ်ဘက်တက်နဲ့ကစားတဲ့ပွဲမှာဘက်တက်ကသူ့ကိုဒဲဂျေးပေးပြီးတော့နှစ်နှုတ်တရာဂိုးပေါင်းချင်းမှာအပေါ်ကိုဇုံလိုက်ဘက်တက်အောင်သွားတယ်ပြီးတော့အစပန်ညောဟာသူ့အင်ကွဲမှာကစားထားတဲ့ပွဲတွေမှာ၄ပွဲအထိသူဂိုးပေါ်ကစားထားတယ်ဘာကြောင့်ဒီအသင်းကစားတဲ့ပွဲတွေဒီလောက်ဂိုးပေါ်နေရတာလဲဆိုပြီးလက်ကြည့်လိုက်တော့ဒီအသင်းဟာသူ့ရဲ့အင်ကွဲမှာပွဲတိုင်းနီးပါးဂိုးတွေရတယ်ဒီအသင်းရဲ့အတွင်းကိုးတွေကြောင့်ပဲဂိုးတွေပေါ်နေတာကျွန်တော်တို့တွေ့ရတယ် ိမ်ဝင်ပွဲတိုင်းကိုရတယ်ဗျာသူတို့ဖြင့်ဒီအသင်းရဲ့ဒုတိယပိုင်းကိုသွင်းအားဒုတိယပိုင်းကမ်ဘတ်လုံနိုင်တဲ့အားကတော်တော်လေးကောင်းတယ်ဗျာဗီလာရီယာကြတော့လက်ရှိအဆင့်3နေရာမှာရှိနေတယ်ဆိုပေမဲ့ဒီအသင်းရဲ့အဝေးဝန်းကျအောင်နဲ့နှုံးကတော်တော်နဲတာတွေ့ရတယ်တရားဒီမှာကစားပုံကောင်းပေမဲ့အဝေးကွင်းကြည့်အောင်နဲ့နှုံဘာကြောင့်နည်းနေရလဲဆိုတော့ဘီလာရီယက်ဒီအဝေးကွင်းရောက်ရင်ဘော်ဒီဇင်းကွက်မမှန်တာကိုကျွန်တော်တို့တွေ့ရတယ်။သူကပေးရင်လည်းဇင်းကွက်ဒီတစ်ခါလေလိုအပ်ထားတဲ့ပို့တယ်တစ်ခါတလေကြာရင်လိုအပ်ထားတဲ့အများကြီးညော့တယ် သူကလက်ခံသားလည်းအဲ့ဒီတိုင်းပဲဒါပေမဲ့ဒီအသိရဲ့ကိုပေါင်းစင်ကကြတော့အဝေးကွက်မှာညင်တာကိုတွေ့ရတယ်။သူရဲ့အဝေးကွက်ကလာခဲ့ပြီးတဲ့ကိုပေါင်းတွေကိုလိုက်ကြည့်တော့နှစ်နှုတ်50နှစ်နှုတ်100ဒါသည်ဒီအသက်ရဲ့အဝေးကွက်မှာမြင့်လင့်မြင့်တာရှိတယ်ကိုကိုပေါင်းကြီးစည်းကွက်ပဲ။ဒီဘောနဲ့စတဲ့ကြီးမှာသူကတည်နှုတ်50ဘော်ဒီကြီးပေးတယ်ကိုပေါင်းကြီးကနှစ်နှုတ်80ပေး။အခုမြန်မာစံတော်ကြီးလင်းနာကြီးကြော်လာတဲ့အချိန်မှာကြတော့ဘော်ဒီကြီးကတော့ဒဲဝင်ရိုးအထိရောက်လာတာတွေ့ရတယ်။မြန်မာကြီးနဲ့ပြန်တွက်မယ်ဆိုရင်တော့ကိုတည်နှုတ်ပပလေး သူကကြေကျော်ပြန်ပေးထားတယ်ကိုပေါင်းကြီးကမူလဆက်တိုက်ကြီးနှစ်အနှုတ်80ကနေအခု3ပေါင်း90ထိဖြစ်လာတယ်ဆိုတော့ဒီပွဲကိုကစားရင်တော့ပြောင်းလဲလာတဲ့ဈေးကွက်တော့ကိုပဲမိမိရရလိုက်တဲ့လို့ကျွန်တော်ယူဆတယ်ဒီပွဲမှာအင်ရှင်အစပါညောအသင်းပေါ်ကြီးကြိုက်ပြီးတော့ပြောင်းလဲလာတဲ့ဒီကိုပေါင်းကြီး3ပေါင်း90ဆိုတဲ့ကြီးမှာနေ့သမောင်းသွင်းမှုဒီပထမပိုင်းလောက်မှာတည်းကဝမ်ဝမ်ကစကြည့်ရမယ်လို့ကျွန်တော်ယူဆတယ်ကိုပေါင်းအပေါ်ပါကျွန်တော်ကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကပေါမားနဲ့ AC Milan ကစားမယ့်ပွဲမြန်မာစံတော်ချိန်2:15မှာဖြစ်ပါတယ် စစ်စခွန်ကအဆင့်3နဲ့ကစားရမယ့်ပွဲပါဘာမကဟိုဒီယာတီသွင်ခွင့်မှာဘောလော့တာရောအက်လန်တာရောအဲ့ဒီအသင်းကြီးတန်းတန်းနဲ့သူကစားခဲ့ပြီးပြီအက်လန်တာရှီကသူဘော်ဒီချေးကြအောင်ယူတယ်ဘောလော့တာကတော့သူဘော်ဒီချေးကြတယ်လက်ရှိစီးရီးရဲ့တက်20ထဲမှာအိမ်ခွင့်မှာကစားထားတဲ့ပွဲတွေထဲမှာဘော်ဒီချေးဒုတိယအောင်မြင်ဆုံးအသင်းဆိုပေမဲ့သွင်ခွင့်မှာတော့ဒီတော်ရီနိုတို့လက်ချီတို့ကိုမိုတို့အဲ့လိုရှစ်စွမ်းအတက်အကျမငြိမ်တဲ့အသင်းတွေဖြစ်နေတာတော့တွေ့ရတယ်နောက်တစ်ခုပါမားသည်သူတို့အိမ်ခွင့်မှာဈေးကွက်အရှင်တွေတစ်ခုအထိဘော်ဒီချေးရောဂိုးပေါင်းချေးရော ဟိုဒိုင်ကတတိထားတာကိုကျွန်တော်တို့တွေ့ရတယ်။ဗိုလ်ကြီးသူတို့အိမ်ခွဲမှာဈေးကွက်မြင့်တယ်။အဲ့လိုပဲသူတို့ရဲ့ခန်းစစ်ကိုဒိုင်ကတတိထားပြီးတော့ဒီအသက်ရဲ့အိမ်ခွဲရောက်တိုင်းမှာသူတို့ရဲ့ဂိုးပေါင်းကြီးလေးတွေဒီနှလုံးတရေနှစ်နှုတ်50နှစ်နှုတ်20အဲ့ဒီနှစ်နှုတ်50ရဲ့အောက်မှာပဲသူဂိုးအောက်တယ်နှစ်နှုတ်50ရဲ့အောက်မှာပဲသူဂိုးပေါ်တယ်အထူးသဖြင့်ဒီအသင်းရဲ့ခန်းစစ်အနေထားဒီအသင်းရဲ့ဂိုးပေါ်ဂိုးအောက်ကိုဒိုင်တောင်နည်းနည်းလေးခတ်မှရခတ်တဲ့အခြေအနေတစ်ခုမှာရှိတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကြောင့်ဒီအသင်းရဲ့ဒီဂိုးပေါင်းကြီးဝင်ရိုးဒီ ပြင်းပြင်းချာချာတွေ့ရတဲ့ပွဲဆိုလို့တော်တော်လေးနဲတယ်ဗျ AC ကြတော့ဒီ series အစောပိုင်းပွဲတွေမှာရလက်ကောကြည်အောင်မြင်မှုအပိုင်းမှာရောတော့ချော့ကောင်းပေမဲ့နောက်ပိုင်းပွဲတွေမှာသူ့ရဲ့ကြည်အောင်မြင်မှုနည်းနည်းလေးဂျိုင်ခဲ့တာကိုတွေ့ရတယ်။သူနောက်ဆုံးကစားခဲ့တဲ့6ပွဲကိုပြန်ကြည့်တဲ့အခါဟိုဂျိုင်မယ်ဆိုလဲဂျိုင်လို့ရတယ်ဗျ။သူကစားခဲ့ရတဲ့အဲ့ဒီ6ပွဲမှာ Napoli ရဲ့ Juventus ရဲ့ Fiorentina ရဲ့ပြီးတော့ Atlanta နဲ့ Roma ရဲ့ဒီအသင်းကြီး9သင်းကိုတော့ချော့သူကစားခဲ့ရတာ AC Milan ရဲ့အဓိကသတိထားရမယ့်အချက်ကအဝေးဘက်မှာလုံးဝ body change မကျသေးသောအသင်းဒီ AC Milan အသင်းဖြစ်ပါတယ်။လက်ရှိကို1.90နဲ့နှုတ်80ပေးတယ် body on နဲ့ go out တယ်။ Udini ကို1.90 3.90အပေါ်ကိုဇုံလိုက်သွားတယ်။ Juventus နဲ့ပွဲမှာ Deje နဲ့နှုတ်80 body ပြန်ခွာတဲ့ go out တယ်။ Atlanta နဲ့ပွဲမှာလည်း Deje go out ထပ်ဖြစ်တယ်။ပြီးတော့ AC ကအိမ်ကွင်းထက်အဝေးဘက်မှာခံစစ် တော်တော်လေးကောင်းတယ်။အဝေးဘက်မှာပေးဖို့တကူပဲရှိတယ်။ ီဘွဲမှာသူတို့အတွက်အဓိကအားဖြစ်ရမယ့်ချက်ကဒီဘွဲကိုနိုင်လိုက်ရင်နံပါတ်1နေရာအထိမျှော်လင့်ခွင့်ရှိတယ်။စီးရီးအတိုက်တွေမှာသူရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့နာပိုလီရောအင်တာမီလန်ရောကဒီအပတ်မှာပွဲချက်ဖြစ်တဲ့အတွက်ဒီဘွဲကိုအစ်စီမီလန်အနိုင်ရလိုက်ရင်တရားပေါက်ဇယားထိတ်ကိုရောက်ဒီဘွဲစတဲ့ချိန်မှာအစ်စီမီလန်အသင်းကနေဘော်ဒီချေဝမ်ပေါင်း90ပေးတယ်ဂိုးပေါင်းချေကနှစ်နှုတ်တရားပေးအခုနေ့လေမြန်မာစံတော်ချင်း၄နိုင်ကျော်တဲ့အချိန်မှာတော့ဘော်ဒီကျက်က1တီလောက်ရောက်လာတယ်ဂိုးပေါင်းကျက်ကတော့နှစ်နှုတ်တရားပဲ ဒီဘက်မှာလည်းလည်းထူးခြားတာက AC Milan တင်းရဲ့ဘော်တွေကျေးပြနှစ်နှုတ်50နဲ့နှစ်နှုတ်100ကြားမှာဟိုဘက်ဒီဘက်ပြေးလိုက်ကူးလိုက်တော့ဖြစ်နေဒီဘက်မှာ AC Milan တင်းရဲ့ဘော်တွေကြောင်းတဲ့ကိုပဲကျွန်တော်ရွေးချယ်ပါတယ်နောက်ထပ်တစ်ပွဲကဆန်လာနဲ့အာဆန်နယ်ကစားကြမဲ့ပွဲမြန်မာစံတော်ချိန်17နာရီတိမှဖြစ်ပါတယ်အဆင့်၄နေရာကတန်တက်ဆန်လာနဲ့အဆင့်၁နေရာကအာဆန်နယ်ကစားမဲ့ပွဲဆန်လာကဒီရလီမှာတန်တက်လာတဲ့အသင်းဆိုပေမဲ့ပရီးမီးယားလိအသက်20ထဲမှာအိမ်ကွင်းဘော်တွေကျအောင်မြင်ဆုံးအသင်းဟာဆန်လာမဲ့ အဲ့လိုပဲအာဆန်နယ်တင်းကလည်းအဝေးဘက်မှာဘော်ဒီကျင်းအောင်မြင်ဆုံးတင်းကလည်းအာဆန်နယ်ပဲအင်ရှင်ဆနလန်းကဒီပွဲရှုံးသွားရင်အဆင့်၄နေရာကနေအဆင့်၉လောက်အထိသူပြုတ်ကျသွားနိုင်ပေမယ့်အာဆန်နယ်ကတော့ဒီပွဲမှာရှုံးလဲဘာမှမဖြစ်ဘူးတရေကျလဲဘာမှမဖြစ်ဘူးဇယားထိတ်ပါပဲအဲ့ဒီနှစ်ခုကွာခြားချက်တော့ရှိပါတယ်ဒီပွဲစတဲ့ချိန်မှာအာဆန်နယ်ကနေဘော်ဒီချစ်တက်နှုတ်90ပေးတယ်ဂိုးပေါင်းချက်က2နှုတ်100ပေးတယ်အခုမြန်မာစံတော်ချိန်၄နာရီ3မိနစ်အချိန်မှာကြတော့အာဆန်နယ်တဲ့ရဲ့ဘော်ဒီချစ်ဟာ 1D လောက်အထိရောက်လာပြီးတော့ ဂေါ်ပေါင်းကြီးကလည်းနှစ်နှုတ်90လောက်တိကြုတ်ကြသွားတယ်။လက်ရှိအာဆင်နယ်သင်းရဲ့အနေအထားပြကျင်းတော့ကိုလိုက်မယ်ဆိုရင်တော့အာဆင်နယ်ကျေးဟာတော်တော်လေးပြော့ပြော့လာတာကိုတွေ့ရတယ်။ပြီးတော့အာဆင်နယ်ဘော်ဒီကျေးအောင်လာတွေများနေပြီးမဖြစ်တဲ့ကျေးတန်းတစ်ခုမှာ2ပေါင်း90နဲ့ဘော်ဒီကျေးပေးတယ်2-0နဲ့နိုင်2ပေါင်း90နဲ့ဘော်ဒီကျေးပေးတယ်3-0နဲ့နိုင်ဆိုတော့ဒီလိုပွဲတွေကအာဆင်နယ်ရမ်းများနေပြီးကြတော့မယ်ကြတော့မယ်နဲ့လိုက်ခဲ့တာခုချိန်ကြီးပေါ်အာဆင်နယ်ကမကြသေးဘူးဖြစ်နေတာဗျာဂိုတခုရဖို့အတွက်ကိုတိုက်စစ်မှုတွေကို အကူစရာမလိုတဲ့အသင်းပြအာဆင်နယ်မှာဘသူဂိုးသွင်းမယ်ဆိုတာလက်ညှိုးထိုးပြစရာမလိုဘူးတသိန်းလုံးကဂိုးသွင်းနိုင်တဲ့အာဆင်နယ်ဖြစ်နေတာပထမပိုင်း55မိနစ်ဂိုးမရဘူးဒုတိယပိုင်းမိနစ်60လောက်အထိဂိုးမရဘူးဆိုရင်တော့အာဆင်နယ်ဂိုးပြဖို့ကတကူစရဖို့ပဲလိုတာဗျ1-0ဒါမှမဟုတ်0-1ဖြစ်ပြီးရင်နောက်မှာ2-0 0-2ဆိုတာကအမြဲကပ်ပါလာတာဒီဒီယာဒီအာဆင်နယ်ရဲ့အသာချက်ပဲဆိုတော့ဒီဘွဲကဂျေးကိုပဲကြည့်ပြီးတော့ရွေးမယ်ဆိုရင်နာမည်ကြီးဖို့အတွက်ဆိုဆန်နာလန်ကိုကျွန်တော်တို့ရွေးရမယ်ဘောလုံးလဲဆိုတော့ဒီအာဆင်နယ်လိုအသင်းကဗျာတတ်တတ်အသင်းကိုဝန်တီပေးထားတာကော တော်တော်လေးပြော့သွားတယ်။ဒါပေမဲ့အာဆန်နယ်တဲ့ကတကူးအသာလောက်နဲ့တော့ကပ်ပြီးတော့နိုင်သွားနိုင်တယ်လို့ထင်တော့အာဆန်နယ်ရွေးပေါ့ဗျာ။ဆန်နလန်းကိုစဉ်းစားကြည့်ဗျာ။ဆန်နလန်းလိုအသင်းကအာဆန်နယ်ကိုတကူးရအောင်သွင်းနိုင်ပါမလား။ဒါကြောင့်လေဒီအသင်းဒီဒီပွဲမှာခံစစ်ကိုပဲအပြုတ်ပြီးတော့ကစားရမှာပဲ။ဟိုအသင်းကြီးတဲ့တော်မှာအာဆန်နယ်ခံစစ်ကိုဂိုးတကူးရဖို့အသေးအလဲကြိုးစားနေရတဲ့အချိန်ဂိုးတကူးရဖို့မဖြစ်နိုင်တဲ့အချိန်မှာဒီပွဲဆန်နလန်းကအာဆန်နယ်ကိုဂိုးရဖို့ဆိုတာကပယ်နယ်တီပေးရင်ပေးမပေးရင်အာဆန်နယ်နောက်တန်းက ကိုကိုကိုသွင်းမှရမယ်ဆိုတဲ့အခြေအနေတခုအဲ့ဒီအချက်တစ်ချက်ကပဲဆန္ဒလန်းကိုရွေးချယ်ဖို့ဆိုတော့တော်တော်လေးခေါင်းချောက်စီတယ်ဗျဒီဘက်မှာပေးထားတဲ့ body ကြည့်လဲမှားတယ်ကိုပေါင်းကြည့်လဲမမှန်ဘူးလို့ကျွန်တော်ယူဆတယ်ဒီဘက်မှာ go out တကြောင်းတည်းပဲကျွန်တော်ရွေးချယ်ပါတယ်ဗျစောနေလိုက်နားထောင်ပေးကြရတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအတ္တမတရားလဲမြန်မြန်ကျဆုံးပါစေခင်ဗျာ